မတို့ damage hotel ကိုရောက်ပြီဆိုလို့ရှိရင်ဒီ front desk ဆိုရဲဒီ reception ပေါ့နော်အဲ့ကိုသွားတယ်သွားပြီးတော့မှဒီ front desk person ဆိုရဲဒီ receptionist တယောက်နဲ့ကိုကစကားပြောတယ် check in လုပ်ဖို့အတွက်အဲ့တော့ကိုကဒီ agent တယောက်ကိုတွေ့တွေ့ချင်းသူတို့ကဘာပြောနိုင်လဲဆိုလို့ရှိရင် by you check in เนาะ check in လောက်တာလားဘာလို့ဆိုတော့ဒီ front desk ကိုကိုက check in လုပ်တဲ့ကိစ္စတခုလည်းမဟုတ်ဘူးပေါ့နော်တခြားသောကိစ္စရဲ့စုံစမ်းမေးမြန်းမှုအလားအမျိုးရှိနိုင်တဲ့အတွက်သူတို့ကဒါမျိုးမေးတာပေါ့အဲ့တော့ကိုကဟုတ်ပါတယ်ဆိုရင် yes i am ဘာလို့ဆိုရင် no i'm not ပေါ့ နော်โอเคအဲ့တော့တကယ်လို့အော် तू อ่ะပုံမှန်အတိုင်းပြောလေပြောထားရှိတဲ့စကားလုံးလေးကိုပဲ तू ပြောမယ်ဆိုလို့ရှိရင်တော့ how can i help you ပေါ့နော်ဘယ်လိုကူညီပေးရမလဲဆိုလို့ရှိရင် i like to check in ကျွန်မ check in လုပ်ချင်လို့ပါဒါဆိုရင် तू อ่ะ booking တင်ထားလာမိနေမယ် do you have a booking ဒါမို့ do you have a reservation အဲ့တော့ဒီ book တို့ reserve တို့ဆိုတာတွေက hotel တွေစားတောက်ဆိုင်တွေမှာအခန်းတွေစပွဲတွေကိုချိုးပြီးတော့မှဖယ်ထားပေးဖို့အတွက်ကျွန်တော်တို့အဲတုံးနေ အသုံးနှုန်းပေါက်တွေဖြစ်တော့ဗောနော်ဒါမှမဟုတ်တယ်ဆိုတော့ book ကိုပို့ပြီးတော့မှတော့အဲ့ဒီ book ရဲ့ booking ရဲ့ yes i have a booking in and pretty not pretty နာမည်နဲ့ကျွန်မ booking ရှိပါတယ်တကယ်လို့လည်းကျွန်မနာမည်မပြောဘဲနဲ့ yes i have a booking ကျွန်မ booking လုပ်ထားပါလေဆိုလို့ရှိရင်တော့သူက booking လုပ်ထားတဲ့နာမည်ကိုမေးလိမ့်မယ်เนาะအဲ့တော့ so uh, what name did you book and your ဒါမှမဟုတ် what is the name of your booking เนาะ so မင်း booking လုပ်ထားတဲ့နာမည်ပေါ့ အဲ့တော့မဟုတ်လို့ရှိရင်လည်းသူကဘယ်သူစစ်မလဲပေါ့သူကွန်ပျူတာထဲမှာသူဘယ်သူ booking list ထဲမှာသူစစ်မလဲဆိုလို့ရှိရင် can i get your last name နော်မိရဲ့နောက်ဆုံးနာမည်လေးတီးပြရစီပေါ့ okay အဲ့တော့ဒါကဒီ booking တော့ထားတာကိုသူကတွေ့တယ်ဆိုရင်တော့အဆင်ပြေတယ်တကယ်လို့မတွေ့ဘူးဆိုလို့ရှိရင်သူကမင်း booking ကိုဘယ်လိုလုပ်တာလဲပေါ့နော်ဆိုပြီးတော့မင်းနဲ့ဘယ်လိုနည်းနဲ့လုပ်တာလဲအဲ့ဆို how did you book ဆိုလို့ရှိရင် uh i book it through online online listen လုပ်တာ i book through email i book through form စသဖြင့်ဘယ်လို phone နဲ့ ပိုကင်တင်တာပါအီးမေးလ်နဲ့ပိုကင်တင်တာပါစသဖြင့်ဘလို့နီးလန်းနဲ့ကိုပိုကင်တင်နေဆိုတာလေးကိုလည်းပြင်ဖြေလို့ရတယ်။ Okay ဒါဆိုလို့ရှိရင်တော့အခုပြောသွားတဲ့အကြောင်းလေးတွေကဟိုတယ်ကိုစရရောက်ခြင်းမှာ receptionist တယောက်နဲ့နော် check in လုပ်ဖို့အတွက်ပြောရတဲ့အကြံပေးအစကားပြောစာတောင်းလေးဖြစ်ပါတယ်။ Video ကြည့်ပြီးတော့လေးကျေးဇူးတင်ပါတယ်။အင်္ဂလိပ်စကားကိုအခြေခံကနေတင်းတင်းချင်းပြောတတ်ခြင်းလေဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုတင်ယူလို့ရပါလိမ့်။